မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်အမောင်ညမှာဖရာသခင်ဒီကျွန်တော်ကျမတို့ကိုအကောင်းဆုံးအိတ်ဆက်အနားယူခွင့်ပေးတယ်ตาယာအေးချမ်းတော့မနက်ခင်းမှာနိုးထခွင့်ပေးတယ်ဒီကနေ့တိုင်အောင်အသက်ရှင်နေရသေးတယ် မနဲ့တိုင်းနိုးထလာတာနဲ့မတူညီတဲ့အမှုတော်ဆောင်ဆရာဆရာမတွေရဲ့တရားဟောချက်ဖရာသခင်ရဲ့နှုတ်တော်ထွက်စကားကိုကျွန်တော်မနဲ့တိုင်းမနဲ့တိုင်းအခမဲ့ကြားနာခံယူခွင့်ရတယ်။ဟာလေလုယာဖရာသခင်ရဲ့နာမတာ၍ဘုန်းကြီးပါစေ။တင့်ကိုဖရာသခင်ချစ်တယ်ဆိုတာအဲ့ဒါတက်တည်အကြီးမားဆုံးပဲ။ဒါကြောင့်ဖရာသခင်ရဲ့ကြီးစိုးတို့ကိုချီးမွမ်းတတ်ပါစေ။အာမင်။ဆိုတော့ဒီကနေ့မနဲ့အားလုံးနဲ့အတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ခိတ္တကောင်းကြီးနဲ့ထာဝရကောင်းကြီးဖြစ်ပါတယ်။ ခေတ္တကောင်းကြီးဆိုတာကတော့လောကမှာအသက်ရှင်တော့မှစားဝတ်နေရေးမှာပြည့်စုံတယ်ပေါ့ချမ်းသာတယ်ပေါ့ဒါပေမဲ့ချမ်းသာတယ်ချမ်းသာတယ်လို့ပြောလိုက်တဲ့အခါမှာတတိထားရမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ချမ်းသာခြင်းဆိုတာဘယ်လောက်ရှိနေခြင်းအပေါ်မှာမမူတည်ပါဘူးချမ်းသာခြင်းဆိုတာကိုယ်လက်ရှိဘယ်လောက်သုံးနေရသလဲဆိုတဲ့အပေါ်မှာဒါမူတည်ပါတယ်ဘယ်လောက်ရှိတယ်ဆိုတာထက်ဘယ်လောက်သုံးနေရလဲဆိုတဲ့အပေါ်မှာချမ်းသာခြင်းကကွာရွာတာ တချို့ကတိုက်တွေကားတွေနဲ့ပိုင်တယ်ဒါပေမဲ့တည်တည်ချေချာကောက်ကောက်မတုံးဖြုံရဘူးတချို့ကတိုက်တွေကားတွေမပိုင်ပေမဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လုံလောက်တော့အရာကိုတုံးဖြုံစားတော့နေရတယ်ဒါကစစ်မှန်တဲ့ချမ်းသာခြင်းပဲဒါကြောင့်ချမ်းသာခြင်းဆိုတာဘယ်လောက်ရှိခြင်းဆိုတာထက်ဘယ်လောက်တုံးနေရခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒါကတော့ခိတခိတကျန်းမာခြင်းချမ်းသာခြင်းပေါ့နော်ဆိုတော့ထော်ရကောင်းကြီးရခြင်းဆိုတာကတော့လောကနိယာမနဲ့ကွာတယ် ထာဝရကောင်းကြီးရခြင်းဆိုတာတော့ဖယားမှုတော်မြတ်မှာဘယ်လောက်ဆုထားပြီလဲဆိုတဲ့အပေါ်မှာမူတည်တယ်။လက်ရှိသုံးဖြုံးနေရတယ်ဆိုတာထက်ထာဝရကာလအတွက်ဘယ်လောက်ဆုထားပြီလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ကျမ်းစာတစ်ချက်ကျွန်တော်ဖတ်ပြမယ်။ရှမတိခရိယခန်းကြီး6အငယ်19-20မြမစံမီဘာရာပြန်ကျမ်းကိုဖတ်မှာဖြစ်ပါတယ်။မြမစံမီဘာရာပြန်ကျန်းကိုဖတ်မှဖြစ်တဲ့အတွက်ဆရာယူသတန်ဘာရာပြန်ကျန်းနဲ့နည်းနည်းတော့စကလုံးမတူညီတာတွေရှိမယ် ကျွန်တော်တို့မြန်မာတမာချင်းစာထဲမှာအခုဖတ်စရာတွေအများကြီးရှိလာပြီเนาะကျွန်တော်တိတလောက်ဆိုရင်မြန်မာဘာသာပြန်ကျန်းအနည်းဆုံး version 9မျိုးလောက်ရှိတယ်เนาะကျွန်တော်တိတာနည်းလဲနည်းသွားနိုင်တယ်ဆိုတော့အဲ့ဒီမြန်မာဘာသာတမာချင်းစာမြန်မာဘာသာဘာသာပြန်တွေမူတွေထဲမှာစရာယူသတန်ဘာသာပြန်ကျန်းတော့အကောင်းဆုံးပြောရမှာပေါ့เนาะပြီးလို့ရှိရင်ကျွန်တော် recommend ပေးချင်တာကမြန်မာစံမီဘာသာပြန်ကျန်းကျွန်တော်အကြံပေးချင်တာက ဖတ်ပါလို့တိုက်တွန်းချင်တာကဆရာယူသားတန်ပါတာပြောင်းချင်တဲ့မြမဆံမီပါတာပြောင်းချင်ကိုတွေးမှဖတ်ပါပို့ပြီးတော့မှခွန်အားအာရစေပါတယ်ပို့ပြီးမှရှင်းလင်းစေပါတယ်တကယ်လို့မြမဆံမီပါတာပြောင်းချင်စာကဘာလဲဆိုတာမသိဘူးဆိုရင်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ messenger မှာလာမေးထားလို့ရပါတယ် online ပေါ်ကနေဖတ်ဖတ်ရှုလို့လည်းရပါတယ်မြမဆံဆံမီပါတာပြောင်းချင်ကကျွန်တော်ပို့ပေးမယ်နော် ဆိုတော့လောလောဆယ်ဒီမတ်တဲခန်းကြီး6ငွေ16 20ကိုမြမဆံမီဘာရာပြန်ဘာရှင်ကနေကျွန်တော်ဖတ်ပြมาဖြစ်ပါတယ်အဲ့မှာပိုးမှာရှင်းလင်းတယ်ပေါ့နော်မတ်တဲခန်းကြီး6ငွေ16 20ပိုးမွားနဲ့တန်ချေးဖြက်စီးတက်၍တခိုးများဖောက်တွင်းခိုးယူနိုင်ရာမြေကြီးပေါ်၌အုတ်စာဘန်နာများကိုတင်တို့အတွက်တူမီမထားကြနဲ့ပိုးမွားနဲ့တန်ချေးမဖြက်စီးတက်တခိုးများလည်းမဖောက်ထွင်းမခိုးယူနိုင်ရာ ကောင်းကင်ဘုံ၌တင်တို့အတွက်ဥစ္စာဘန္နာများကိုတူမီထားကြလောအကြောင်းမူကားတင်ဤဥစ္စာဘန္နာရှိသောနေရာ၌တင်ဤစိတ်နှလုံးလဲရောက်တတ်၏တမာကျင်းစာထဲမှာတော့ရှင်းရှင်းလေးပဲတော့လောကကြီးမှာရှာထားတဲ့ဘန္နာဥစ္စာတွေကိုတဲ့ထာဝရကာလအထိကောင်းကြီးရခြင်းတယ်ဆိုရင်တဲ့အမှုတော်မျက်မှာပေးလူပါတဲ့ပေးလူပါဒီမှာတော့အမှုတော်မျက်မှာပေးလူပါလို့တိုက်ရိုက်မပြောထားဘူးနော်ဒီမှာတော့ဘလို့ပြောထားလဲဆိုတော့ကောင်းကင်ဘန္နာကို ူမီထားကြပါကျွန်တော်တို့ရဲ့ဘန်နာကိုကောင်းကင်ဘုံမှာတူမီထားပါအဲ့ဒီသဘောပြောတာလောကမှာအသက်ရှင်တော့မှာဖခင်တခင်ကျွန်တော်တို့ကောင်းကြီးပေးတဲ့အခါမှာရွှေငွေဥစ္စာတွေဥစ္စာကောင်းကြီးတွေအများကြီးရတယ်အဲ့ဒီဥစ္စာကောင်းကြီးအများကြီးရတဲ့အခါမှာကျွန်တော်တို့လောကဘန်ထဲမှာပဲစုထားတာမဟုတ်ဘဲနဲ့တဲ့ထာဝရကာလထာဝရကောင်းကြီးခံစားရဖို့ထာဝရကာလမှာတော့စုထားပါတဲ့ကောင်းကင်ရဲ့ဘန်နာထဲမှာကောင်းကင်ရဲ့ဘန်ထဲမှာတော့စုထားပါတဲ့ ဒါဆိုရင်ကောင်းကင်ရဲ့ဘန်းထဲမှာဘယ်လိုသွားဆူလို့ရမလဲဘန်းအကောက်ကောင်းကင်ဘန်းအကောက်ထဲမှာကျွန်တော်တို့ဘယ်လိုသွားဆူလို့ရမလဲတမာကျန်းစာရဲ့အတော်အလာကိုတေချာကြည့်မယ်ဆိုရင်အမှုတော်မြတ်မှာပါဝင်ပေးလူလိုက်ခြင်းပဲဒါကြောင့်ထော်ရကောင်းကြီးရချင်တယ်ဆိုရင်အမှုတော်မြတ်မှာပေးလူတတ်ဖို့တော့မမေ့ပါနဲ့လို့ကျွန်တော်ခွန်အားပေးခြင်းတယ် ဒါကြောင့်ကျွန်တော်တို့လောကကြီးကနေမထွက်ခွာသွားခင်မှာကျွန်တော်တို့အသက်မီးစာမကုံခင်မှာကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတွေထဲကနေဖယားသခင်အတွက်ဘယ်လောက်ကျွန်တော်တို့ပေးလို့လိုက်ပြီလဲဆိုတာစင်ချင်နှလုံးသွင်းမိဖို့လိုတယ်လောကကြီးထဲမှာငါဘယ်လောက်ပိုင်ဆိုင်တယ်ငါဘယ်လောက်တုံးလိုက်ရပြီဆိုတာထက်အမှုတော်မြတ်မှာငါဘယ်လောက်ပေးလို့ပါဝင်လိုက်ပြီလဲဆိုတာကိုစင်ချင်နှလုံးသွင်းမိဖို့လိုပါတယ်ချက်တော်မိတ်ဆွေတို့ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာတွေကတရေကျန်ထားခဲ့ရမှာအခုတင်ပါပိုင်လဲကျွန်တော်မသိဘူးနော်တိုက်ပိုင်ပိုင်မယ်ကားပိုင်ပိုင်မယ်နော်အာတခြားမြေကွက်တွေပိုင်ပိုင်မယ်နော်ရွှေသုံးရွှေခဲတွေပိုင်ပိုင်မယ်နော်ဘယ်မှာရှိတဲ့ပတ်စံတွေအများကြီးပိုင်ပိုင်မယ်တခြားပိုင်ဆိုင်မှုတွေအများကြီးရှိကောင်းရှိနိုင်တယ်ဆိုတော့ဒီပိုင်ဆိုင်မှုတွေကတရေကျန်တင်တည်သွားတဲ့အခါမှာလောကကြီးနဲ့ထွက်ခွာသွားတဲ့အခါမှာတင်ထားခဲ့ရမှာထားခဲ့ရမှာထားခဲ့ရမှာဒါကြောင့်ဒီအပေါ်မှာအဆွဲလန်းတိတ်မကြီးနဲ့ အခုလက်ရှိလက်ရှိတင်အသက်ရှင်တော့အုံနောက်ကြည်လင်နေတော့เนาะတင်ဆုံးဖြတ်ချက်ချလိုရတဲ့အချိန်အချိန်လေးထဲမှာအမှုတော်မြတ်အတွက်ပါဝင်ပါအမှုတော်မြတ်ကိုလက်ဆုပ်လက်ကင်လုပ်ပြီးတော့မှမရမကရှာပြီးတော့မှပါဝင်ပါအမှုတော်မြတ်ဆွမ်းဆွမ်းတမန်လုပ်နေတဲ့သူဖရာသခင်စီမှာဆုတောင်းကြည့်ဘယ်နေရာမှာပါဝင်ရမလဲဖရာသခင်ပေါ်ပြလိမ့်မယ် ဒီမှာဒါဖျားလူဖြစ်တယ်ဒီမှာဒါဖျားလူဖြစ်တယ်ဆိုမှဖျားသခင်ကတင့်ကိုကိုယ်တိုင်နှလုံးသားထဲမှာတူထိမှုကိုပေးမယ်အဲ့ဒီလိုဆုတောင်းမှအဖြေရှာရေးမှာပါဝင်ပါအဲ့ဒီလိုပါဝင်လိုက်ခြင်းကသူများကိုပေးလိုက်တာမဟုတ်ဘူးကောင်းကင်ဘုံမှာတင့်အတွက်ထာဝရကောင်းကြီးရဖို့တူမိထားတာဖြစ်တယ်လို့ကျွန်တော်ခေါ်ပေးခြင်းနဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်မများယုံကြည်သူဖြစ်တာဘလောက်ကြာပြီလဲတနှစ်ရှိပြီလားနှစ်နှစ်ရှိပြီလား၅နှစ်လား၁၀နှစ်လားအနှစ်၂၀လားအနှစ်၅၀လားအနှစ်၁၀၀လား ဒီကနေ့တိုင်အောင်အမှုတော်မြတ်အတွက်ပါဝင်ပေးလူဘူးပါသလားအဲ့လိုပြောလိုက်လို့ကျွန်တော်တို့အမှုတော်မြတ်မှာပါဝင်တဲ့အခါမှာပေးလူတဲ့အခါမှာဟိုကြေညာရမယ်လို့မဆိုလိုဘူးနော်တိုးတိုးတိတ်တိတ်နဲ့ပေးလူရမယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်ဒါပေမဲ့ကျွန်တော်အခုအဓိကတည်စီချင်တာကကိုကိုကိုရှိကိုကိုကိုစင်ချင်မိစီချင်တာငါအမှုတော်မြတ်မှာဘယ်လောက်ပေးလူနေပြီလဲငါ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 အတွက်ငါထော်ရမှာ ကောင်းကြီးထော်ရရဖို့ရန်အတွက်ငါအမှုတော်မြတ်မှာဘလောက်ရှေရပါဝင်ထားပြီလဲငါဘလောက်တူမီထားပြီလဲစင်ချင်းနှလုံးတွင်းရအောင်ညီကိုမောင်မတော်အမှုတော်မြတ်မှာပါဝင်ပါပေးလူပါဒါကတင့်အတွက်ဖြစ်တယ်တင်ပေးလူလိုက်တယ်ဖယားသခင်အတွက်ဆိုမှပေးလူလိုက်တယ်ဒီဆရာအတွက်ဒီအမှုတော်အတွက်ဆိုမှပေးလူလိုက်တယ်ဒါပေမဲ့အမှန်တော့တင့်အတွက်တော့ဖယားတင့်ရဲ့စရင်ကကောင်းကင်မှာရှိနေတယ်ထော်ရစရင် ဒါကြောင့်တင်အူးဒီပဲပေးလူပေးလူစေဖို့တဖို့ပဲပေးလူပေးလူတင်အေးဝင်ကလေးအမှုတော်မြတ်အတွက်အေးဝင်ကလေးအလူငွေပဲပေးလူပေးလူမျိုးစိကျဲတဲ့အလူပဲပေးလူပေးလူဘယ်အလူဖြစ်ပါစေအလာဟတလုံးဝမဖြစ်သွားဘူးထာဝရကာလမှာတင်အတွက်အမြဲတမ်းစည်ရင်ရှိတယ်ဒါဟာထာဝရကောင်းကြီးမင်္ဂလာဖြစ်တယ်လို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ဏိကုံချုပ်ရအောင်ဒီကနေ့ပြောထားတဲ့ခေါင်းစဉ်ကခိတ္တကောင်းကြီးနဲ့ထာဝရကောင်းကြီးပြောထားတယ်ခိတ္တကောင်းကြီးဆိုတာကချမ်းသာခြင်းကျမ်းမာခြင်းအာ စာဝတ်နေရေးအဆင်ပြေဖူလုံခြင်းပေါ့ဒါပေမဲ့ထาวရကောင်းကြီးကတော့ကျွန်တော်တို့ပေးလူမှုနဲ့အင်မတန်ဆက်ဆိုင်တယ်ဆိုတာကျွန်တော်ဖော်ပြသွားတယ်ထาวရကောင်းကြီးဟာသခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံယုံတည်တာမှာကအသက်တာထဲမှာကျွန်တော်တို့ရဲ့ကြိုးစားမှုအဖြစ်ပေးလူမှုအဖြစ်အဲ့ဒီတရဖူတွေစုလက်တွေကကောင်းကောင်းခင်မှာကျွန်တော်တို့အတွက်ခြံထားမှာခြံထားမှာကျွန်တော်ခဏခဏပြောတယ်ထาวရအသက်ဆိုတာကြိုးစားမှရယူလို့မရအောင်ယုံကြည်ပြီးမှပဲရတာ ဒါမဲ့ဆုလက်တရဖူဒီကိုတော့ကျွန်တော်တို့ကြိုးစားမှရမယ်နော်။ဒါကြောင့်ထာဝရကောင်းကြီးရခြင်းလား။ကေတင်ချင်းကလွဲလို့တခြားထာဝရကောင်းကြီးရခြင်းတယ်ဆိုရင်ကျွန်တော်တို့ကြိုးစားမှုနဲ့ရယူရမယ်အသက်တာထဲမှာ။ဖယားသခင်ရဲ့စကားကိုကြိုးစားနာခံလိုက်လျှောက်နော်။အာဖယားသခင်ရဲ့စကားတော်ကိုအာနာခံပြီးတော့မှပေးလူချင်းပါဝင်ချင်းစက်ကက်ချင်းအဖြစ်ထာဝရကောင်းကြီးများစုထားပြီးတော့မှ တချိန်မှာထောင်ရကာလမှာအရှံပဲဖြစ်ကြပါစို့လို့ကျွန်တော်ခွန်အားပေးနဲ့ညီကုံချုပ်ပါတယ်အသူတို့ကဆုတောင်းကြအောင်ဂျေစုတင်တဲ့ကိုတော့ဒီကနေ့မနေ့မှလည်းခိတကောင်းကြီးထောင်ရကောင်းကြီးဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ခွန်အားပေးတဲ့အတွက်ဂျေစုတင်တယ်ကျွန်တော်တို့အတွက်ဖြစ်စေတဲ့ဒီတရားဒေသနာကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီခိတအတွက်ပဲကြိုးစားတဲ့ယုံကံနဲ့ရှားတယ်ရှားတယ်ပတ်စံရှားတယ်ရှားတယ်ဒါပေမဲ့ထောင်ရအတွက်ကျွန်တော်တို့မေ့နေတယ်ဒီတရားဒေသနာလေးဟာကျွန်တော်တို့အတွက်ထောင်ရကာလမှာ ရှေးရပါဝင်ဖို့ထာရကာလမှာတူမီတက်ဖို့ယံကိုရောဖျားတက်ရှင်တော်ဝင်းရတော့ကျွန်တော်တို့တူထီတယ်တတိပေးတယ်တတိပေးတဲ့အတွက်ကြောင့်ယေရှုတင်တယ်ကိုရောကျွန်တော်တို့လောကမှာတက်ရှင်တဲ့ခါမှာကိုယ့်ရဲ့စာဝတ်နေရဲ့အတွက်ဖူလိုအောင်ကြိုးစားယုံတည်တာမှာကထာရကာလအတွက်လည်းပေးလို့တက်ဖို့ယံကိုရောဆက်လက်မဆာကောင်းကြည့်ပေးပါမိကြောင်းကျေးဇူးတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းချီးပေးပါစေတော့